်ဂျေဇုတော်ယုံကြည်ခြင်းနှင့်တရားမျှတခြင်းသို့မဟုတ်တိကျမှန်ကန်သောဆုံးဖြတ်ခြင်းအကြောင်း14ပါးမြောက်ပုံရမင်းကြီး လီယိုမွေချခြင်းမေလ20ရက်2025အင်္ဂါနေ့နေ့လယ်ပိုင်းကပုံရမင်းကြီး14ပါးမြောက်လီယိုသည် ရောမမြို့အပြင်ဘက်ရှိသရော်စင်များ၏ရုပ်ကျွင်းများထိမ့်သိမ်းထားရာစိန့်ပေါ်ဘာစီလီကာကျောင်းတော်ကြီးသို့သွားရောက်ခဲ့ပါသည်တဘူရီဆူတောင်းမှုအပြည့်တွင်ရောက်ရှိနေသောသူများနှင့် ဆူတောင်းခြင်းအမှုကိုဥဆောင်ခဲ့ပြီးသူ၏ယဟမင်းကြီးဘုရားခေါ်တော်မူခြင်းအတွက်အလင်းပေးသော အချက်၃ချက်ဖြစ်သည့်တရားမျှတခြင်း၊ယုံကြည်ခြင်းနှင့်ယေရှုတော်အကြောင်းကိုရေးသားထားသောစိန်ပေါ်၏ရောမမြို့သားတို့ထံပေးသောစာအကြောင်းကိုဖတ်ရှုဟောကြားခဲ့ပါသည်။ယေရှုတော်သို့မဟုတ်ဖျားရှင်၏အကူအညီ စိန်ပေါ်၏ရောမမြို့သားတို့ထံပေးသောစာထဲမှာအောဘောဟာသခင်ခရစ်တော်နဲ့ကြုံတွေ့ခဲ့ရတယ်။ ။အခင်ခရစ်တော်ကသူ့ရဲ့ဘဝထဲကိုအစချီဝင်ရောက်လာခြင်းဖြစ်တယ်။သူ့ဘဝဖျားနဲ့ဝေးကွာနေစဉ်ဖျားရဲ့ချစ်ခြင်းမေတ္တာတော်ကသူ့ကိုဘဝအသစ်သို့ခေါ်ဆောင်ခဲ့ခြင်းဖြစ်တယ်ဟုယဟန်မင်းကြီးလေးဦးကထောက်ပြခဲ့ပြီးအလားတူစိန်ပေါ်ကဲ့သို့သောဖျားရှင်ချစ်ခြင်းမေတ္တာကိုဥစွာပထမခံစားရသည့်ယဟနာကြီးစိန်အာဂတ်စတင်ကလည်းငါတို့သည်ဥဇောပထမရွေးချယ်ခြင်းမခံရလျင်ငါတို့သည်အဘယ်ကဲ့သို့ရွေးချယ်နိုင်မည်နည်း ။တစုံတယောက်ကငါတို့ကို အရင်မချစ်ခဲ့လျင်ငါတို့ဒီမချစ်နိုင်။ခုယဟန်မင်းကြီးလေဝကယဟန်နာကြီးနှစ်ဦး၏အကြောင်းကို ရှင်ပြပြီးခေါ်တော်မူခြင်းတိုင်းရေတောင်းမြစ်ဖြစ်သောဖျားရှင်၏အကူအညီသာမရလျင်ငါတို့ဒီကောင်းသောဘဝကို အသက်မရှင်နိုင်မွချခဲ့ပါသည်။ယဟန်မင်းကြီးလေဝကစိန်ပေါ်၏ခေါ်တော်မူခြင်းအသက်တာ၌သူ၏ယုံကြည်ခြင်းကို ရှင်းပြရာတွင် စိန်ပေါဒမတ်စကတ်မြို့သို့သွားရလမ်းမှာသခင်ခရစ်တော်နဲ့တွေ့ခဲ့တယ်။သခင်ခရစ်တော်ကသူ့ရဲ့လွတ်လပ်ခွင့်ကိုမဖယ်ရှားပဲမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အခွင့်အလမ်းကိုသာပေးခဲ့တယ်။ကယ်တင်ခြင်းဟာမျက်လက်တစ်ဖွဲကျွန်တော်တို့ဘဝတွေကိုလွယ်လွယ်ကူကူရောက်မလာဘူး။သို့တော်ဖျားရှင်ကြီးမားသောချစ်ချင်းမေတ္တာကျွန်တော်တို့ယုံကြည်ခြင်းနဲ့လွတ်လပ်စွာလက်ခံခြင်းစသည့်ယုံကြည်ခြင်းနဲ့ဂျေဇုတော်ဟာ နဲ့နဲစွာပြန်လည်ဆက်နွယ်ပြီးကျွန်တော်တို့ဘဝတွေကို ရောက်ရှိလာခြင်းဖြစ်တယ်။တရားမျှတခြင်းသို့မဟုတ်တိကျမှန်ကန်သောဆုံးဖြတ်ချက်။စိန်ပေါ်ရဲ့ခေါ်တော်မူခြင်းအသက်တာမှာတရားမျှတခြင်းသို့မဟုတ်ဖြူစင်ခြင်းပါရမီတိုးပွားရာလမ်းစဉ်ဒီယာနဲ့ဆက်လျင်းပြီးယာမင်းကြီးလီယိုဟာသူဟာသခင်ခရစ်တော်နဲ့တွေ့ဆုံပြီးနောက်ပိုင်းခရိယန်တွေကိုဖမ်းဆီးတာတပ်ဖြတ်တာမလုပ်တော့ဘဲခရိယန်တွေနဲ့အတူတကွ ခရစ်တော်ရဲ့နောက်လိုက်တယောက်ဖြစ်လာခဲ့တယ်။သူ့ဘဝအတ္တတာတစ်ခုလုံးနဲ့သူ့အသက်တပ်ဖြတ်ခံရသည့်အထိတပါးသူကို ပေးဆက်ခဲ့သောသူကဲ့သို့စိန်ပေါ်၏ချစ်ခြင်းမေတ္တာကို သူနှင့်ရှင်ပြိုင်ကြင်ကြံကြဖို့အရာများပိသက်ကို တိုက်တွန်းခဲ့တယ်။ချစ်ခြင်းမေတ္တာသည်သာသာသနာလုပ်ငန်းအားလုံး၏အခြေခံအုတ်မြစ်။ဘုရားရှင်ကငါတို့ကိုချစ်တယ်။ဒီအရာကငါတို့ဘဝအားလုံးကိုအဓိပ္ပာယ်ပြည့်စုံစေသော ကြီးမားသည့်အမှန်တရားဖြစ်တယ်ဟု ယမင်းကြီး Benedict 16ပြောခဲ့သောစကားကို အခြေခံပြီးဖျားရှင်ချစ်ချင်းမြတ်တာသည် ကျွန်ုပ်အပါဝင်သာသနာလုပ်ငန်းအလုံး၏အခြေခံအုတ်မြစ်ဖြစ်တယ်ဟုမွေ့ကြားခဲ့ပြီးကိုရရှိခေါ်တော်မူခြင်းပေါ်တစ္ဆာရှိစွာရှောက်လန်းနိုင်ရန်ကျွန်ုပ်ကိုကျေးဇူးတော်ပေးပါဟုတောင်းဆိုခဲ့ပြီးသူ၏ဩဝါဒကိုဆုံးသတ်ခဲ့ပါသည်။